ဒီနေ့မွေးလာတဲ့ကလေးကတနာစရာလေးနော်ကလေးမွေးပြီးချင်းဆရာခဏညင်သွားတာကျွန်တော်သတိထားမိတယ် ခွဲကန်းထဲမှာအဲ့ဒီကလေးလေးဒူးအောင်ပိုင်းပါမလာတဲ့ငင်ခွင်းကိုငါတော်တော်တုံ့လို့ပါတယ်ဒီအချိန်နေမှန်ကိုသူ့မိကိုငါဘယ်လိုဖွင့်ပြောရအောင်လဲမင်းနဲ့တည့်ရတဲ့အတိုင်းကလေးအမိမှာနှလုံးရောဂါရှိတယ် ။နောက်ပြီးတော့ဒီခြေတော့တချောင်းမပါတဲ့ကလေးလေးဟာလူလောကကြီးမှာဘလို့အသက်ဆက်ရှင်ပါလဲ။ဟာသူ့ကိုဒီလောကကြီးတော့မခေါ်လာခြင်းဘူးကွာ။